တန်လွင်မြင့်အပါဝင်မြန်မာနိုင်ငံမှာရှိတဲ့မြစ်တွေပေါ်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ဖက်ဆက်ဆောင်ရွက်ဖို့အစီအစဉ်ထားတဲ့ရရားလင်းစီစီမံကိန်းပေါင်း32ခုအထိရှိနေရလို့နှင်းစစ်စွာဝင်ကြီးဌာနကထုတ်ပြန်ထားတဲ့နိုင်ငံတော်ရဲ့နှင်းစစ်တအားထုတ်လုပ်ရေးစီမံကိန်းတွေနဲ့ဆက်လင်းတဲ့ရှင်းလင်းချက်အရာသိရပါဗျ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖက်ဆက်ပိုင်းစီမံကိန်းတွေမှာ JV Agreement လက်မှတ်ရေးထိုးပြီးစီမံကိန်း၄ခု MOA လက်မှတ်ရေးထိုးပြီးစီမံကိန်း29ခု MOU လက်မှတ်ရေးထိုးထားပြီးစူးစမ်းလေးလာဆဲစီမံကိန်း၉ခုရှိပါတယ်။အဆိုပါစီမံကိန်းတွေမှာကချင်ပြည်နယ်မှာရှိတဲ့ AR မြစ်စုံစီမံကိန်း၊မေခမြစ်ပေါ်မှာဆောင်ရွက်မဲ့ချီပွေ၊မလိခမြစ်ပေါ်မှာဆောင်ရွက်မဲ့လိုက်စာစီမံကိန်း၊တန်လင်မြစ်ပေါ်မှာတည်ဆောက်မဲ့ကွမ်းလုံစီမံကိန်းတွေလည်းပါဝင်ပါတယ်။ဒါအပြင်ကချင်ပြည်နယ်အတွင်းမေခမြစ်ပေါ်မှာစီမံကိန်း၄ခု၊ကချင်ပြည်နယ်အတွင်းမှာပဲနော်ချန်းခမြစ်ပေါ်မှာစီမံကိန်း၄ခုနဲ့ကယားပြည်နယ်တန်လင်မြစ်ပေါ်မှာစီမံကိန်းတစ်ခု ကရင်ပြည်နယ်အတွင်းတန်လွင် မြစ်ပေါ်မှာရှိတဲ့ဟက်ကြီးစီမံကိန်းတွေလည်းပါဝင်နေပါဗျ။ရေအားလျက်စစ်စီမံကိန်းတွေကိုရှမ်းပြည်နယ်၊ကယားပြည်နယ်တွေမှာလည်းစီစဉ်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆယ်ရီတိဆောက်ရမှာခံမှန်းကုန်ကြစည်းထက်ပုံမိုဆိုင်ထုတ်ဖို့ခက်ခဲတာတွေကြောင့်ဆောက်လုပ်ရေးပိုင်းမှာအရေးအသွေးမပြည့်ပါကအန်ရည်ကြီးမာတယ်လို့ကမ္ဘာပေါ်မှာရှိတဲ့စေပေါင်း240ကျော်ကိုစစ်တမ်းပြုလုပ်ထားတဲ့ Oxford စစ်တမ်းမှာဖော်ပြထားပါဗျ။လျှက်စစ်ဆွမ်းအဝင်ကြီးဌာနရဲ့ နိုင်ငံတော်ရဲ့လျှက်စစ်တာအားထုတ်လုပ်ရေးစီမံကိန်းတွေနဲ့ဆက်လင်းတဲ့ရှင်းလင်းချက်တွေအရာနိုင်ငံသားယင်းနှိမ့်မြုံနယ်မှုဖက်ဆက်ပိုင်းစီမံကိန်းတွေမှာဝင်ရောက်ယင်းနှိမ့်မြုံနယ်သူတွေမှာတရုတ်ကုမ္ပဏီအများဆုံးဖြစ်တယ်လို့သိရပါဗျာ။